ွားကြတော့ဒီလက်တစ်ဖက်ဖြတ်လိုက်ရတာပေါ့နော်လက်တစ်ဖက်ဖြတ်လိုက်ရတာဈေးထဲမှာဈေးတဲ့တယောက်ကဓာတ်နဲ့ခုတ်တာသူ့နာမည်ကတော့ David Chan ပါ तू ကတော့ गे ဟာကိုရောက်တာ17နှစ်ရှိပါပြီเนาะ17နှစ်ရှိပါပြီ तू ကတော့ယထာကျိတ်လို့ကဲထားတာပေါ့နော်လက်နှစ်ဖက်လုံးဖြတ်လိုက်ရပါတယ်အဲ့တော့သူကအနေထားတော်တော်ဆိုတဲ့သူ့ကိုကဲတော့ကဆိုလို့ချင်းဒီလက်နှစ်ဖက်လုံးဖြတ်တဲ့အတွက်ကို bleeding ကလည်းများတယ်ပေါ့တော်တော်စိတ်ပူရတယ်ပေါ့ဒါပေမဲ့သူကပါလဲဆိုတော့ရှင်သန်ခြင်းစိတ်ရှိတယ်အဲ့ဒီရှင်သန်ခြင်းစိတ်တစ်ခုကြောင့်တော့လေသူကထောင်တက်လာတာပေါ့နော် ိတ်ကိုတိလာရတယ်ပေါ့နော်စကားမပြောတတ်တဲ့တရိတ်ဆန်နေတဲ့ပုံမှာဆိုသူတို့ရဲ့မျက်နှာဖုံးအစ်စ်တရားကွာကြလာကြတယ်ဆက်ဆန်တဲ့ပုံစံပြန်မပြောတတ်ဘူးပြန်မတိုင်တတ်ဘူးဆိုတော့အတကုံရိုက်တယ်အတကုံညှင်းပန်းတယ်အဲ့လိုမျိုးတွေပေါ့နော်ဝိဆိုတာလဲပါတယ်လို့နော်ဝိဆိုတာလဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလန်းခွေးလေးတွေကသူတို့ကအဲဘိုက်ဝါပြီဆိုအိတ်နေကြတာဘိုက်ဝါပြီဆိုအိတ်နေကြတာများဘိုက်စာလို့သာလေးလိုက်ပြီးဟိုမျောဒီမျောနဲ့မျောနေကြတဲ့အချိန်မှာကိုမကျွေးနိုင်ဘူးဆိုရင်မသိချင်အောင်စောင်းနေလိုက်ပေါ့နော်ကျွေးနိုင်တဲ့သူကျွေးလိမ့်မယ်သူပသူအမိုက်ပုံဝဲဖြစ်ဖြစ်တိုးပြီးတော့ရှာစားနေလိမ့်မယ်ပေါ့နော်အဲ့ဒါကိုဟိုရိုက်ဒီရိုက်နေမလောက်ကြ ပါနဲ့လို့မြေတားရက်ခန့်ကြမှာတယ်ဘာလို့ဆိုတော့ဝိဆိုတာအရန်ကိုလဲတတ်ပါတယ်မိခင်လို့စိတ်မျိုးပဲအဲ့လိုရှိပါတယ်သူတို့ပေါ့မှာလေမိခင်လုံးစိတ်ဆိုတာသူတို့ဘာလေးလိုအပ်နေမလဲဘာတွေအချမ်းမကြီးချုံရင်းနေလဲဘသူဘာဖြစ်နေလဲဆိုတာကိုပဲအဓိကထားကြည်တာပေါ့နော် ီတရိတ်ဆန်လေးတွေအပေါ်မှာဒီအယမ်းကိုကျင်လာပြီးတော့မှပြုစုတယ်စောင့်ရှောက်တယ်ကုသပေးတယ်ပေါ့ဒါပေမဲ့ဒီတရိတ်ဆန်လေးသုံးသွားတဲ့အခါမှာကျွန်တော်တို့အယမ်းနာကျင်ရတယ်ငိုကျွေးရတယ်ပင်ပန်းရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအလုပ်ကိုမစွန့်လွတ်နိုင်ဘူးအဲ့တော့နောက်ထပ်ဒုက္ခိတဖြစ်နေတဲ့ကောင်လေးတွေနောက်ထပ်အကူအညီလိုအပ်တဲ့တတ်တော်ဝါလေးတွေတွင်ကျွန်တော်တို့ဆက်ပြီးတော့ဆက်ပြီးတော့လှုပ်ဖြစ်ပေးနေတော့မယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ရွှေရောင်ထိုက်တန်တဲ့နှလုံးသားလေးတွေဖြစ်တဲ့အတွက်ကျွန်တော်ကရွှေရောင်နှလုံးသားဆိုပြီးတော့ပေးဖြစ်ခဲ့တာဖြစ်ပါတယ် နာမည်ကတော့မနှင်းစီမြင်ပါရှင်ဒီကရလေးကို၈လပိုင်းတရ2014ခုနှစ်ကနေပြီးတော့စတင်ပြီးတော့ကျမတို့ဟိုတီထောင်ဖြစ်ခဲ့တာပါရှင်အခုဆိုကရလေးရဲ့တက်တန်း၁၇နှစ်ပြည့်ပါတော့မယ်ဒီကရလေးကိုကျမကဒီလမ်းဘေးလေးလွင်ခွေးလေးတွေပေါ့နော်အဲ့ဒီမှာမှသူတို့ကယောဂဖြစ်သွားတာတို့ဒုက္ခိတဖြစ်သွားတာတို့ဆိုလို့ရှိရင်လမ်းဘေးမှာပေါ့နော်စာမမဲတောင်းမမဲနဲ့စေကူသားမှုခံယူဖို့အခွင့်အရေးလုံးဝမရှိဘဲနဲ့ဘဝဆုံးရှုံးကြတယ်ပေါ့နော်အသက်တွေဆုံးရှုံးကြတယ်ပေါ့အဲ့ဒီအတွက်ကိုကျမကဒီလိုခွေးလေးတွေအတွက်ကိုခွေးလေးကြောင်လေးတွေအတွက်ကို ပေါ့နော်စေကူသားမှုခံယူနိုင်အောင်ဒုက္ခိတဖြစ်သွားရင်လည်းပြုစုဆောင်ရှားမှုနဲ့တကွအသက်ရှိသရွေ့နေလို့ရအောင်ပေါ့အဲ့လိုရည်ရွယ်ချက်ကလေးနဲ့လှုပ်ဖြစ်တာဖြစ်ပါတယ်အဲဒီဂင်ရလေးပေါ့နော်ကျမတို့ကရွှေအောင်နှလုံးသားလို့နာမည်ပေးဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲကျမတို့နှလုံးသားတွေကပေါ့နော်ဒီတရိတ်ဆန်လေးတွေအပေါ်မှာဒီအယန်းကိုကျင်လာပြီးတော့မှပြုစုတယ်စောင့်ရှောက်တယ်ကုသပေးတယ်ပေါ့။ဒါပေမဲ့ဒီတရိတ်ဆန်လေးသုံးသွားတဲ့အခါမှာကျမတို့အယန်းနာကျင်ရတယ်ငိုကျွေးရတယ် ပင်ပန်းရတယ်ဒါပေမဲ့ကျမတို့ဒီအလုပ်ကိုမစွန့်လွှတ်နိုင်ဘူးအဲ့တော့နောက်ထပ်ဒုက္ခိတာဖြစ်နေတဲ့ကောင်လေးတွေနောက်ထပ်အကူအညီလိုအပ်တဲ့တတဝါလေးတွေအတွင်းကျမတို့ဆက်ပြီးတော့ဆက်ပြီးတော့လှုပ်ဖြစ်ပေးနေတော့မယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ရွှေရောင်ထိုက်တန်တဲ့နှလုံးသားလေးတွေဖြစ်တဲ့အတွက်ကျမကရွှေရောင်နှလုံးသားဆိုပြီးတော့ပေးဖြစ်ခဲ့တာဖြစ်ပါတယ်ဒါပေါ့နော်သူကကြတော့ဒီလက်တစ်ဖက်ဖြတ်လိုက်ရတာပေါ့နော် လာတစ်ဖက်ဖြတ်လိုက်ရတာဈေးထဲမှာဈေးတဲ့တယောက်ကဓာတ်နဲ့ခုတ်တာသူ့နာမည်ကတော့ David Chan ပါ तू ကတော့ gay ဟာကိုရောက်တာ17နှစ်ရှိပါပြီเนาะ17နှစ်ရှိပါပြီ तू ကကြတော့ယထာကျိတ်လို့ကဲထားတာပေါ့เนาะလက်နှစ်ဖက်လုံးဖြတ်လိုက်ရပါတယ်အဲ့တော့ तू ကအနေထားတော်တော်ဆိုတဲ့သူ့ကိုကဲတော့ကဆိုလို့ချင်းဒီလက်နှစ်ဖက်လုံးဖြတ်တဲ့အတွက်ကို bleeding ကလည်းများတယ်ပေါ့တော်တော်စိတ်ပူရတယ်ပေါ့ဒါမဲ့ तू ကပါလဲဆိုတော့ရှင်တန်ခြင်းစိတ်ရှိတယ် အဲ့ရှင်တန်ရှင်စိတ်တစ်ခုကြောင့်တော့လေကထောင်တက်လာတာပေါ့နော်အဲကျမတို့ခင်ရလေးမှာအခု7နှစ်တာသတ္တန်းကာလအတွင်းမှာစောင့်ရှောက်ထားတာကတော့ခွေးကောင်ရင်၈00ကြောင်ကောင်ရင်၁00နွား73ကောင်စိတ်ဆယ်ကောင်ပေါ့နော်အဲ့ဒါလေးတွေကိုပြုစုစောင့်ရှောက်ပေးထားတာဖြစ်ပါတယ်များသောအားဖြင့်ကျမတို့ခင်ရကကြတော့ပေါ့နော်ဒီအဲလူတွေကနေပြီးတော့ရိုက်တာနှက်တာရင်ရွေးပူတွေနဲ့လောင်းတာစီပူနဲ့လောင်းတာအက်ဆင်နဲ့လောင်းတာတွေနောက်ပြီးတော့လို့ရှင်ဓာတ်နဲ့ခုတ်တာတွေနောက်ပြီးတော့လို့ရှင်ဒီရင်အန်ရည်တွေကြောင့်ပေါ့နော်ကားတိုက်တာရထားကျိတ်တာဆိုင်ကယ်တိုက်တာတွေကြောင့်တော့လကောက်နောက်ပြီးတော့ လို့ရှိရင်ဒီသူတို့ရဲ့သဘာဝယောဂတွေပေါ့နော်ကန်ဆာဖြစ်တာတို့ကြောက်ကတ်မကောင်းတာအသိမကောင်းတာတို့မျက်လုံးတိမ်နှစ်ဖက်စလုံးတိမ်ခွဲတာတို့စသည်ဖြင့်ပေါ့အဲ့လိုယောဂတွေကြောင့်လည်းကျွန်တော်တို့ကယ်တင်ရတယ်ပေါ့နော်လူတွေတောင်းဖြစ်တာများတော့ပေါ့နော်အဓိကတော့ကားတိုက်တာပေါ့နော်ဒီတရိတ်ဆန်လေးတွေကိုလမ်းမှာအိတ်နေတာရှောင်လို့ရရတဲ့နဲ့မရှောင်ဘဲနဲ့ဟိုအချိန်လျှော့သည်တော့၎င်းပေါ့ဟွန်တီးရွေးတော့၎င်းပေါ့ဒီလိုမျိုးချောင်းထုတ်လို့ရရတဲ့နဲ့မချောင်းထုတ်ဘဲနဲ့တမင်တတ်တတ်ကိုကျိတ်သွားတဲ့အနေအထားတွေလည်းရှိသလိုအဲတချို့ကြတော့လည်းကားကိုအချိန်လျှော့မမောင်းဘူးအချိန်တင်း င်ပြီးတော့မောင်းတာပေါ့နော်အဲ့တော့တရိစ္ဆာန်တော့နားမလည်ဘူးနားမလည်တော့ကားလန်ကူးတာတွေပါတယ်ဆိုလို့ရှိရင်လည်းဖြတ်တိုက်မိတာရှိရပါပေါ့နော်အဲ့လိုမျိုးလေးအဲသူတို့ကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့ကျမတို့ကဒီ3လတစ်ချိန်6လတစ်ချိန်တန်ချဈေးတိုက်တယ်နောက်ပြီးသွားလို့ရှင်နှစ်တိုင်းပေါ့ annual ကာကွယ်ဈေးတွေထိုးတယ်ပေါ့ကာကွယ်ဈေးထိုးတဲ့နေရာမှာခွေးယူပြန်ကာကွယ်ဈေးယောဂ6မျိုးပေါင်းကာကွယ်ဈေးပေါ့ကြောင်ဆိုလဲကြောင်နဲ့ပတ်သက်တဲ့ဈေးတွေထိုးရတယ်ပေါ့နော်ပြီးသွားလို့ရှင်အဲ့ဒါတွေမပြီးသေးဘူးနေ့စဉ်နေ့တိုင်းကျွေးမွေးတဲ့အစာအာဟာရကိုတန်ရှင်းအောင်နောက်ပြီးသွားအစာပကံတွေရေစောက်ရေစလုံးတွေကိုလည်းပိုးသတ်မှုတွေလုပ်ရတယ်ဒီရေ င်တွေပုံနဲ့ပြုတ်ရတာတွေနောက်ပြီးအချန်ထဲမှာလည်းအနံ့အသက်တွေကင်းအောင်ပုံမွားကင်းစင်အောင်ထုံဖြန့်ရတာတွေနောက်ကလိုရင်းဖြန့်ရတာတွေအဲ့လိုလေးတွေလောက်ရပါတယ်ရှင့်နောက်ပြီးတော့ဆရာဝန်ပင့်ရတယ်ပေါ့နော်တပတ်တစ်ကြိမ်ဗုဒ္ဓဦးနေ့တိုင်းကျမတို့ဒေါက်တာအောင်သိဦးကိုပင့်ပါတယ်ပြီးသွားလို့ရှင်ဒီအရန်နေမကောင်းတဲ့ကောင်တွေနာတာရှိကောင်တွေကြတော့လဲစေခံပြတယ်ပေါ့နော်အဲ့ဒီကမှစေယုံတင်မှုလိုအပ်တဲ့ကောင်တွေကြတော့လဲစေယုံတင်တယ်ပေါ့နော်အဲ့လိုလေးတွေဆောင်ရှားမှုပေးရပါတယ် ဲကျမတို့ခရီးလေးမှာစောင့်ရှောက်ထားတဲ့ကြောင်ကအကောင့်ရေတရာပတ်ဝန်းကျင်ရှိပါတယ်ဒီမှာကတော့များသောအပြားတော့အဲ့လိုကားတိုက်တာယထားကျိတ်တာနောက်ပြီးသွားလို့ရှိရင်ခြံစည်းရိုးတွေမှာသွားလို့ဗလိတ်ထားသွားစူဂျိုးရှာတာတွေနောက်ပြီးသွားတော့အီတတ်စားဖို့အတွက်ကိုဟိုအကျံဖက်ခံတဲ့ကြောင်လေးတွေပေါ့နောက်လူရိုက်တာတို့ဘာတို့ပေါ့နော်ဒီလိုအနေထားလေးတွေကိုကျမတို့ကကဲတင်ထားတာဖြစ်ပါတယ်ဒီမှာလက်လက်ပြက်လေးပေါ့အဲ့လိုလေးတွေဒါသူကအသက်ကြီးပြီဒီကေရမှာရောက်လာလေတော်တော်အသက်ကြီးပြီသူကမွေးရပါမပါဘူးမျက်လုံးနှစ်ဖက်စလုံးကဟောက်ပတ်ကြီး ရှစ်ထပ်တိုက်ပေါ်နေပြုတ်ကြတာပြုတ်ကြတော့ဒီမေးရိုးတွေလည်းကြိုသွားတယ်လည်းကြိုတိုင်းမှမသေးဘူးသူကရှစ်လောကနေပြုတ်ကြတာလေအာဒီရောက်တော့အဲ့လိုပဲဂျောင်းလေးကက်ကက်ပြီးသူကနေတာအဲ့လိုဒါသူ့ဘော်တာ ခဏအနေနဲ့တို့နှစ်ကောင်အဲ့လိုကက်ကက်ပြီးနေတာလူလဲလူကြောက်တာလဲအတူတူပဲလူကြိုက်မခံဘူးကြောက်တယ်အခုနောက်ပိုင်းတက်လာတဲ့ကုံစင်းနှုံးအရာတနေ့တာစားတော့စရိတ်ကျွေးမွေးစရိတ်ကဆုံလို့ရှိရင်7သိန်းကျော်ကြပါတယ်တရက်ကို7သိန်းကျော်ကြပါတယ်အဲ့ဒီမှာခွေးလေးတွေကနေကောင်းတဲ့ခွေးလေးတွေဆိုရင်စားသားမှုပုံစံတစ်မျိုးနေမကောင်းတဲ့ခွေးလေးတွေကလည်းနေမကောင်းတဲ့ပုံမူတည်ပြီးတော့ကျွေးမွေးတဲ့ပုံစံတစ်မျိုးပေါ့နော်ကြောင်လေးတွေမှလည်းအဲ့လိုပဲကျွေးရပါတယ်ထမင်းနဲ့ဟင်းကတော့အဓိကပေါ့နော်အဓိကကတော့ထမင်းချက်တယ်နောက်ဟင်းကိုငါးတို့ကြက်သားတို့အမဲရို့တို့ကတတ်တတ်ပြုတ် ထားတယ်ပြုတ်ထားပြီးတော့မှဇလားစတိဇလားတစ်ခုထဲမှာပြန်ရောလိုက်တယ်ပေါ့ပြန်ရောပြီးတော့မှကျမတို့ကအဲ့ဒါကိုဒီ ပကံလေးနဲ့ပြန်ခူးပြီးတော့မှတကောင်စားတကောင်စားပြန်ခူးပြီးတော့မှအဲ့လိုကျွေးတာဖြစ်ပါတယ်။မြေပြင်ဝန်ထမ်းကတင်ပေးကိုပဲ28ယောက်ရှိတယ်ပေါ့နော်။အယောက်30ပေါ့။တစ်ခါတည်းလဲဝင်လိုက်ထွက်လိုက်ရှိတယ်ပေါ့။28ယောက်အယောက်30ကြားမှာရှိပါတယ်။အခုဖြစ်ပေါ်နေတဲ့ခေတ်ကာလအနေထားအရလည်းခွေးရမွေးတင်ပါတယ်နော်။မိမိရဲ့လုံခြုံရေးကြောင်းတော်၎င်းပေါ့။ခွေးဆိုတာတစ္ဆာအဆောင်အသင့်ဆုံးတတဝါဖြစ်ပါတယ်။ကိုကျွေးတဲ့အယိုးရင်းလေးစားကျွင်းစားကြံစားပြီးတော့မှဒီအိမ်ပေါ်မှာဒီလူအပေါ်မှာအသက်ပေးပြီးတစ္ဆာဆောင်တည်တာခွေးဆိုတဲ့တရိစ္ဆာန်တစ်မျိုးပဲရှိပါတယ်လို့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဖြစ်နိုင် ုင်လို့ရှင်မိမိအိမ်ရဲ့လုံခြုံရေးတော်၎င်းမိမိရဲ့လုံခြုံရေးတော်၎င်းဒရိဆန်ချစ်တက်လို့ချစ်တက်လို့တော်၎င်းပေါ့နော်ဒီလမ်းခွေးလေးတွေကိုအိမ်ပေါ်မှာမွေးမြူပေးလို့ရပါတယ်နောက်ပြီးလို့ရှင်သူတို့ရဲ့ C1 သွားတာလေးတွေကိုငယ်စဉ်တောင်ကြီးကလေးကလေ့ကျင့်ပေးရမယ်ဆိုလို့ရှင်ဒီခွေးလေးတွေကအိမ်ပေါ်မှာလဲအချစ်တော်ခွေးလေးတွေမိသားစုဝင်တစ်ခု ဖြစ်လာမှာပေါ့နော်လူတွေရဲ့စိတ်ကိုသိလာရတယ်ပေါ့နော်ဟိုလူတွေရဲ့စိတ်ကိုသိလာသိလာရတယ်ဆိုတာပေါ့နော်လူတွေက စကားမပြောတတ်တဲ့တရိษံတွေအပေါ်မှာဆိုသူတို့ရဲ့မျက်နှာဖုံးအစ်စ်တွေကကွာကြလာကြတယ်ဆက်ဆန့်တဲ့ပုံစံပြန်မပြောတတ်ဘူးပြန်မတိုင်တတ်ဘူးဆိုတော့အတကုံရိုက်တယ်အတကုံညှဉ်းပန်းတယ်အဲ့လိုမျိုးတွေပေါ့နော်လူလူချင်းဆက်ဆန့်ရင်ကြတော့ပုံစံတစ်မျိုးလူကနေတရိษံကိုဆက်ဆန့်တဲ့ပုံစံကြတော့တစ်မျိုးအဲ့လိုမျိုးပေါ့နော်အဲ့တော့သူတို့ရဲ့မျက်နှာဖုံးနဲ့တကယ် real face တွေကိုတွေ့လာရတယ်ပေါ့နော်အဲ့အတွက်ကြောင့်တရိษံလေးတွေရဲ့တစ္ဆာစောင့်တိမှု ။နောက်ပြီးတော့လို့ရှင်ဒီသခင်ပေါ်မှာပေါ့နော်ဒီကျင်နာတက်မှုအဲ့လိုစောင့်ရှောက်တက်မှုတွေကိုကျွန်တော်တို့ကပြန်ပြီးတော့တင်ယူရပါတယ်ရှင်။တစ်ဖက်သားကိုပြန်ပြီးဂယူဆိုင်မှုပေါ့နော်အဲ့ဒါလေးတွေကိုပြန်ပြီးတော့တင်ယူရပါတယ်ရှင်။ဒီမှာတော့နော်အားလုံးပေါင်း73កောင်ရှိတာပေါ့နော်။ရွာရဲ့ဒီမာရဲ့ခြံအထဲမာရဲ့၃ပိုင်းခွဲထားရယ်နွားတွေ။တနေရာတည်းစုထားရင်ကြတော့မလုံနိုင်ရန်ဖြစ်ရင်မလုံနိုင်အားကြောင့်35កောင်35កောင်ပေါ့အေးရားလိုက်တာဟဲ့ကဟဲ့កောင်ကြီး ဟိုဘက်ကကျတော့ဘေးမဲ့လာလွတ်ထားတာ။ तू ကဘိုက်မှာအရာကြီးတွေ့လား။မဲမဲစင်းတွေ့လား။အဲ့ဒီဟာကျတော့ तू ကမွေးတော့ညဘက်ကြီးမွေးတာ哦။ပိုင်ရှင်ကလည်းမသိဘူး။နွားကြံလောက်သားကလည်းမသိဘူးပေါ့နော်။အဲ့ဒီနေရာမှာအဲ့နဲ့ခွင်းရဝင်ကြိုက်သွားတာနွားကဘိုက်ဟောင်းလောင်းကြီး။အဲ့ဒီဟောင်းလောင်းကြီးကိုတို့ကောင်းအောင်ကုပြီးတော့ဒီမှာလာပြီးဘေးမဲ့ပေးလိုက်တာပေါ့နော်။ငါးကောင်မွေးစားဖို့ပေးဘူးတယ်အဲ့ဒီငါးကောင်မွေးစားဖို့ပေးဘူးတယ်တဲ့မှာ အမ်၃ကောင်အခြေအနေမကောင်းတကောင်လောက်ပဲကောင်းကောင်းမွေးစားမဲ့သူရှိတယ်။ကြံတဲ့တကောင်ကပျောက်သွားတယ်။နောက်၃ကောင်ကကျတော့နှစ်ကောင်ကဒီကိုလာပြန်ပေးတယ်။နှစ်ကောင်ကသူတို့ကသူတို့ကိုမမွေးနိုင်တော့လို့ပါဆိုပြီးတော့လာပြန်ပေးတယ်။နောက်တစ်ကောင်ကျတော့လည်းအဲ့လို ဘယ်လိုပြောမလဲတားဖောက်ပြီးပြန်ရောင်းမဲ့သူอ่ะပေါ့เนาะအဲ့လိုမျိုးလောက်ကြတာပေါ့လောက်ကြတော့ကျမနောက်ပိုင်းမပေးတော့ဘူးစိတ်မကောင်းအောင်ပေါ့เนาะကိုကတော့ဩဂင်ဟာဆိုတဲ့နေရာထက်တားလို့ရှင့်အိမ်ဆိုတဲ့နေရာလေးမှာဂင်ဟာဆိုတဲ့ခံစားချက်တဲ့ဆိုင်အိမ်ဆိုတဲ့ခံစားချက်ကလေးနဲ့ဟိုချစ်ချစ်ခင်ခင်နဲ့တိုက်တိုက်ဝဲဝဲကလေးနဲ့နေရမယ်ပေါ့ဂယူတစ်ဆိုင်ကလေးရှိမယ်ထမင်းလေးနဲ့နတ်မှန်မယ်ဆိုတဲ့စိတ်နဲ့ကိုကပေးလိုက်တာတကယ်တကယ်ကြာအဲ့လိုဟုတ်မနေဘူးအဲ့လိုဟုတ်မနေတဲ့အခါကျတော့ပြီးအများသောအပြင်ဂင်ဟာဝဲပြန်ပြန်လာထိုးထည့်ကြရပေါ့เนาะအဲ့ခါကျတော့ခွေးလဲဒုက္ခရောက်တယ်ခွေးကကျတော့နေရာတနေရာမှာအသားကျဖို့သူတို့လဲတော်တော် ော်လေးစ조사ရတယ်ပေါ့နော်နှစ်လသုံးလ조사ရတယ်ပြီးတော့ဂေဟာကိုပြန်လာဖို့တော့ဂေဟာမှာလည်းတစ်ချိန်လုံးခွေးအစ်စ်ဆိုတာရောက်နေတာလေနော်အဲ့တော့အဲ့ခွေးအစ်စ်တင်တဲ့ပြန်ပြီးအစင်ပြေဖို့ပေါင်းသင်းဆက်ဆံရေးမှာသူတို့ပြန်조사ရတယ်ဆိုအဲ့တော့အစင်မပြေဘူးပေါ့နော်အားကြောင့်ခုနောက်ပိုင်းမှာတော့ကျမမွေးစားမယ်ဆိုရင်မပေးမပေးတော့တာချင်းကျမကယ်လိုက်ပြီဆိုတော့ကျမမျက်စိအောင်မှာပဲသူတို့ဒေတာပန်တတ်တဆုံကျမရှာနိုင်သရင်ရှာကြွေးပြီးတော့ပဲအဲ့လိုဆက်ပြီးတော့မွေးသွားမယ်လို့ပဲကျမဆုံးဖြတ်လိုက်ပြီးတော့အဲ့ကလေးက တဲမမပေးတော့ဘူးဘသူမှမပေးတော့ဘူးကျမတို့ချစ်တယ်ဆိုတဲ့နေရာမှာပေါ့နော်ခုနကလိုအစာလေးကျွေးရုံထဲမဟုတ်ဘဲနဲ့ဒီခွေးလေးတွေကင်လို့ရပြီဆိုရင်ကာကွယ်ဆေးတွေထိုးပေးတာမျိုးနောက်ပြီးလို့ရှိရင်သားဆက်ချပေးတာမျိုးလေးတွေပါဆက်ပြီးတော့လုပ်ပေးနိုင်အောင်စူးစမ်းပါလို့လည်းကျမတိုက်တွန်းချင်ပါတယ်လုပ်ပြောင်းလဲလုပ်ကြပါပေါ့နော်အဲ့လိုမျိုးလေးသားဆက်ချတာတို့ကာကွယ်ဆေးတွေဇက်တိုက်ထိုးပေးမှတို့အဲ့ဒါမှသာလင်ကျမတို့ရဲ့ဒီလူနေမှုပတ်ဝန်းကျင်တစ်ခုလုံးကအဆင့်မြင့်ပြီးတော့ပေါ့နော်ဒီကျင်နာတိုက်ဝန်းတဲ့အဲပတ်ဝန်းကျင်လေးတစ်ခုလည်းဖြစ်မယ်ပေါ့နော်ဝိဆိုတာလဲပါတယ်လို့နော်ဝိဆိုတာလဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းခွေးလေးတွေကသူတို့ကအဲဘိုက်ဝါပြီဆိုအိတ်နေကြတာဘိုက်ဝါပြီဆိုအိတ်နေကြတာများဘိုက်စာလို့သာလေးလိုက်ပြီးဟိုမျောဒီမျောနဲ့မျောနေကြတဲ့အချိန်မှာကိုမကျွေးနိုင်ဘူးဆိုရင်မသိချင်အောင်စောင်းနေလိုက်ပေါ့နော်ကျွေးနိုင်တဲ့သူကျွေးလိမ့်မယ်သူပသူအမိုက်ပုံွဲဖြစ်ဖြစ်တိုးပြီးတော့ရှာစားနေလိမ့်မယ်ပေါ့နော်အဲ့ဒါကိုဟိုရိုက်ဒီရိုက်တွေမလုပ်ကြပါနဲ့လို့မြစ်တာရက်ခန့်ကျင်းပါတယ်ဘာလို့ဆိုတော့ဝိဆိုတာအရန်ကိုလဲတက်ပါတယ်လို့ဘလို့တန်ရုံးစင်တွေ့မိလဲဆိုတော့မိခင်လို့စိတ်မျိုးပဲအဲ့လို့ ရှိပါတယ်သူတို့ပေါ့မှာလေမိခင်လွန်စိတ်ဆိုတာသူတို့ဘာလေးလိုအပ်နေမလဲဘာတွေចမ်းမာကြီးချုံရင်းနေလဲဘသူဘာဖြစ်နေလဲဆိုတာကိုပဲအဓိကထားကြည့်တာပေါ့နော်အဲ့လိုမျိုးငါဘာလုပ်ပေးနိုင်မလဲဆိုတာပေါ့နော်သူတို့ဘလိုလေးလုပ်ပေးရင်သူတို့ပိုကောင်းသွားမလဲပိုအဆင်ပြေသွားမလဲဆိုတဲ့စိတ်နဲ့ပဲအဲ့လိုမျိုးလေးနေဖြစ်ပါတယ်လက်ရှိမှာကြတော့ဗောနောအကုန်သိန်းလုံးကြီးမြင့်တဲ့အတွက်ကိုကျမတို့ကြွေးဖို့မွေးဖို့အခက်ခဲရှိတယ်။နောက်ဝန်ထမ်းလာစားလေးတွေမှန်မှန်ပေးနိုင်ဖို့အတွက်ကအခက်ခဲလေးရှိလာတာဗောနော။အဲ့အတွက်ကြောင့်ဟိုလူရှင်တွေလည်းတော်တော်လေးဟိုနည်းတယ်ဗောနော။နည်းတဲ့အတွက် ယေຊုပြုပြီးတော့ဒီ post လေးကိုလည်း share ပေးကြပါလို့နောက် page လေးကိုလည်းကျမတို့ page လေးကိုလည်း like and follow လေးလုပ်ပေးကြပါလို့မြတ်တာရက်ခံကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခင်ရလေးမကကျမတို့က ဒီအကောင်ရင်ယာနဲ့ချီပြီးတော့ခွေးခွေးတင်ပဲအကောင်800ကျော်သွားပြီဖြစ်တဲ့အတွက်ကိုပေါ့နော်စားနှုံးကတော်တော်တာသွားပါတယ်တန်ရှင်းလောက်တဲ့စိတ်တွေရောအစားအစာအရာရာပေါ့နော်အရန်ကိုကုန်ကြပါတယ်အဲ့ဒီအတွက်ကြောင့်ပြီးတော့ဂီလာနာတွေကဲတာဖြစ်တဲ့အတွက်အများဆုံးဖြစ်ဂတ်ထူတွေဝယ်ရတာမျိုးတန်ရှင်းပစ္စည်းပစ္စည်းရတယ်နောက်ကျမ်းမကြီးဆောင်ရှောက်မှုအတွက်ကိုလည်းငွေရပို့သုံးရပါတယ်အဲ့ဒီအတွက်ကြောင့်ပေါ့နော်အကူအညီလိုအပ်ပါတယ်အလူရှင်တို့ရဲ့အကူအညီတွေလိုအပ်ပါတယ် ျမတို့ခင်ရလေးမှာလှူဒန်းလို့ရဆိုလို့ရှိရင်ပေါ့နော်ဒီဆန်တို့နောက်ပြီးသွားလို့ရှိရင်အစာကြောက်တို့နောက်ပြီးသွားလို့ရှိရင်အသားအဆိုလေးတွေပေါ့နော်ဒီငါးတို့ကြက်ကောင်းတို့ကိုနိုင်တဲ့လောက်ဝယ်ထားပြီးတော့လှူလို့လည်းရတယ်နောက်ပြီးသွားလို့ရှိရင်ခြံကိုယ်တိုင်ကိုကြလာလှူလို့လည်းရတယ်ပေါ့နော်မလာနိုင်လို့ရှိရင်ဘန်းလွှဲလို့လည်းရတယ်ပေါ့ ဘန်ကြတော့ကျွန်တော်တို့ page မှာတင်ထားတဲ့ KP တို့ wave တို့ဘန်အကောင့်တို့အဲ့ရနေလွှဲပြီးတော့ messenger မှာ screenshot လေးပြပြီးတော့အလူစီရင်လေးပေးလို့ရတယ်။နောက်ပြီးတော့လို့ရှင်ချမ်းအောင်လာမယ်ဆိုရင်တော့ကျွန်တော်တို့ကြေရလေးဟာမင်္ဂလာတို့အမှတ်၃လမ်းမှဂိတ်ဟောင်းမှတ်တိုင်း၄000ခန်းစံပြချင်းရွာအောင်တပြေတက်ကကြီးမင်္ဂလာတော်ပေါ့နော်ရန်ကုန်တိုင်းမှာတရှိတယ်အဲ့ဒီကိုလာလို့လည်းရတယ်ခေရဖွင့်ချိန်ကတော့မနက်9:00နာရီနဲ့ညနေ9:00နာရီအတွင်းပိတ်ရမရှိနေတိုင်းဖွင့်ပါတယ်အစဉ်ပြေတဲ့ချိန်ကြိုက်တဲ့ချိန်လာလို့ရပါတယ်